ဘယ်အရာကိုမဆိုမြတ်စွာဘုရားရှင်အားယေရှုပြီးဆက်ကလှူဒန်းတာဟာအင်မတန်မှပင်ကုသိုလ်တရားရရှိပါတယ်။ဒါကြောင့်ဒီကနေ့ရဲ့အစီအစဉ်လေးကနေမိတ်ဆွေတို့အတွက်မြတ်စွာဘုရားရှင်အားနေ့စဉ်ဆုံးပန်းတဲ့စီမီတို့လှူဒန်းရခြင်းရဲ့အကျိုးများကိုတင်ဆက်ပြောပြပေးကြပါမယ်။မြတ်စွာဘုရားရှင်ကိုလှူဒန်းတဲ့အခါမှာတကူးကြီးမားတဲ့ဇီဒီတော်တွေမှာပဲလှူလူမိမိတို့အိမ်ကဘုရားရှင်မှာရှိတဲ့မြတ်စွာဘုရားကိုပဲလှူလူမိမိတို့စိတ်ထဲကယေရှုပြီးလှူတာက ပို့ပြီးတော့အကျိုးရှိလာပါတယ်။ ပန်းလိုတန်းတဲ့အခါရရှိစေမယ့်အကျိုးကျေးဇူးတွေကတော့ပန်းလိုလှပဘဝရုပ်ရည်ခန္ဓာကိုယ်တွင်တန်ရှင်းပေသည်နန်းစော်ကင်းလို့ကတွင်မှုကြီးပန်းလူကျိုးသုံးမျိုးရနိုင်သည်ဆိုတဲ့အတိုင်းပါပဲဒီဆောင်ပုံလေးကိုမိတ်ဆွေတို့နားလည်အောင်ရှင်းပြရရင်မြတ်စွာဘုရားအားပန်းကတ်လူတန်းတဲ့အခါရရှိစေသောအကျိုးသုံးပါးကရုပ်ရည်အတွင်းမှာပန်းကလေးလိုအစင်းလှပနိုင်မယ်ခန္ဓာကိုယ်အတွင်းမှာတန်ရှင်းစင်ကြယ်စေမယ်အနံ့အသက်မှုကြီးပြီး ကရင်အနက်ကစလို့တင်းပြန့်မှုနေစေမယ်။ဒါတွေကမိတ်ဆွေတို့ပန်းလူတဲ့အခါခံစားရမယ့်အကျိုးကျေးဇူးတွေပါပဲ။မြတ်စွာဘုရားရှင်အားရေချမ်းကပ်လူတဲ့အခါရရှိစေမယ့်အကျိုးကိုပါတွေကနံပါတ်၁အပယ်လေးပါ မလာမရောက်ရခြင်း။နံပါတ်၂တောင်ထိပ်ကောင်းကင် အလွန်သွားရခက်သောလမ်းခီးတို့၌တော်လဲရေတောက်လူကရေအလွယ်တကူရခြင်း။နံပါတ်၃မိုးခေါင်ရေချတဲ့ပေဒုက္ခမှကင်းလို့ခြင်း။နံပါတ်၄ ပူလောင်ခြင်းပူအိုက်ခြင်းပြီးမှကင်းဝေးရခြင်းနံပါတ်5မိုးရွာစီလိုကမိုးရွာချခြင်းနံပါတ်6အပူလွန်ရောဂါအအေးပတ်သောရောဂါတို့မှကင်းဝေးစေခြင်းနံပါတ်9ခန္ဓာကိုယ်၌မြူမုံစားသောအညစ်အကြေးများကင်းဝေးရခြင်းခန္ဓာကိုယ်၌ဂျေးညော်မတင်မဲ့တန့်ရှင်းခြင်းနံပါတ်10မကောင်းသောစိတ်ထားကင်းစင်၍တန့်ရှင်းကောင်းမွန်သောစိတ်ရှိခြင်းနံပါတ်9ကိလေသာအညစ်အကြေးတို့ကို မတ်ဟုသောရည်စဉ်ဖြင့်စေကြောတုတ်တင်နိုင်ခြင်းမတ်ဖို့နိဗ္ဗာန်ရခြင်းရေလူအကျိုးကိုမျိုးလင်ကအတိဘယ်ကတော့အပေအဟိတ် တကားပိ၍တောင်ထိတ်ကောင်းကင်ရောက်နေရင်လေမပူပင်ရရေကိုရမင်းမိုးကမရွာရေမလာသည့်နှစ်ဖြာဒုက္ခကင်းဝေးပါလျက်စိတ်ကတောင်းတမိုးရွာချလိမ့်မယ်တောင်းတရေစာမငတ်ပါပဲပူနာအေးနာကင်းစင်ကောမယ်ကိုမာညစ်ကြီးမညစ်သေးဘူးစိတ်အေးကြည်လင် စိတ်ကောင်းဝင်လျက်လေးအင်မြိုင်မဲ့ဓာတန်လျက်ဖြင့်ပယ်ဖြတ်ကိလေဤကိုထွေသည်မှက်လီရေလူအကျိုးတိလို့ဆိုပါတယ်စွန်းလူတန်းတဲ့အခါရရှိစေမယ့်အကျိုးငါးပါးတွေကတက်ရှိစင်းလဒုက္ခခွန်အားပညာငါးပါးစွန်းလူကျိုးတဲ့ဗုဒ္ဓဘာသာဝင်သူတော်စင်များရဲ့တလီထုံးတန်းစင်လာရောက်နေ့စဉ်မပြတ်စွန်းလောင်းလူတန်းရခြင်းကြောင့်မိတ်ဆွေတို့ရရှိခံစားရမယ့်ကုသိုလ်အကျိုးငါးပါးတွေမှာတော့အသက်ရှိခြင်းအစင်းယူပကလှပတင်နေခြင်း ချမ်းသာဒုက္ခရရှိခြင်းခွန်အားပလကြီးမားခြင်းအသိပညာအတတ်ပညာများကျယ်ဝခြင်းတို့ပဲဖြစ်ပါရဲ့ရှင်။စင်မီလူတန်းတဲ့အခါမိษွေတို့ရရှိလာမယ့်အကျိုးနှစ်ပါးကဖယားရှင်အားစိတ်ထားကြည်ပြုစင်မီလျက်ပန်းလူတန်းတော်သူသက္ခုမန္တညာနာနှစ်စုကြည်လင်ဤဖြစ်ပြီးဉာဏ်ကြီးသူ ဆိုပြီးတော့ရှိပါရဲ့။အတိတ်ပဲကတော့ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့မိမိတို့အိမ်ရှိကိုးကွယ်ရာမြတ်စွာဘုရားကျောင်းဆောင်မှဖြစ်စီ ဖះစီဒီပထိုးများမှာဖြစ်စီအချို့ရက်မြက်ဖြစ်တရင်ကျော်လာနဲ့တစောင်းမုံလာများမှာမြက်စွာဖះအားစီမီထွန်းညီပြီးလူဒန်းပူဇော်လေးရှိကြပါတယ်ဒီလိုနေ့စဉ်မြက်စွာဖះရှင်အားရည်စူးပြီးလူဒန်းကြမယ်ဆိုရင်ကုသိုလ်နှစ်ပါးရရှိပါလိမ့်မယ်အဲ့ဒီကုသိုလ်နှစ်ပါးကတော့မျက်လုံးအမြင်အာရုံကောင်းခြင်းဉာဏ်ပညာကြီးမားခြင်းစတဲ့အကျိုးကျေးဇူးများကို ရရှိခံစားကြရပါတယ်ဒါကြောင့်မိတ်ဆွေတို့ကယနေ့အချိန်ကနေစပြီးကုသိုလ်အကျိုးမြတ်တွေရရှိဖို့ မြတ်စွာဘုရားရှင်ကိုပန်းရေချမ်းစွန်းနဲ့စီမီးတွေကို နေ့စဉ်ကပ်လို့ပူဇော်ကြပါလို့နိဗ္ဗာန်ကိုအကျိုးမြှောက်ပြီးတိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ဟုတ်ကဲ့ပါရှင်။ကျမတို့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုကြည့်ရှုပြီးတော့အကျိုးအထူးအကျိုးမြတ်ကုသိုလ်အထူးကုသိုလ်အမြတ်တွေရရှိကြပါစေလို့ဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်။